ဘာမှတော့ဟွာကလေးတော့နှမကိုတိုင်ပါဘူးမရှိတော့အရန်သက်ခဲခဲ့တယ်ဟိုတားလဲစိတ်ငြိရတယ်။နောက်မှကျတော့အော်အဝေးလေးနဲ့ပါဟိုလူအိမ်မှာလိုက်ချော်လိုက်ဒီလူအိမ်မှာလိုက်ချော်လိုက်နဲ့အာဒီနေ့က6000 5000ရရင်နေရှိတယ်6000 5000ရရင်နေရှိတယ်။ခါလေးကြိုင်နဲ့လောက်အောင်သုံးရတယ်။ခါလေးကြိုင်နဲ့ကလေးရဲ့ဘလူတားဆွဲခါကြိုင်မလောက်လို့ရှိရင်အရန်ရှိတဲ့ဟွာဟိုစားလေးတွေထမင်းပေါင်းလေးတွေအဲ့လိုမျိုးသွားပေါင်းပြီးတော့ကလေးနှမကိုတိုင်ပါဘူးလုပ်ခဲ့ရတာပေါ့။ သမီးမိပါသမီးကိုအဲ့လိုမျိုးထားခဲ့တယ်လို့သမီးတာသမီးလေးတို့သမီးအဲ့လိုမျိုးထားဖို့စိတ်ကူးလုံးဝမရှိပါဘူးထားလည်းမထားခဲ့ရနိုင် မိနာမည်ကတော့ဟိုဝါလင်းဖြစ်ပါရဲ့ရှင်။အသက်ကလည်းရှိပါရဲ့လေ။19နှစ်ပါမှာ။19ဒီကလေးလေး၃ယောက်ကြာတယ်ဒီမှာလေးအသက်ဖလောက်မှာမွေးခဲ့ရတယ်။ဟိုအသက်18နှစ်နဲ့မွေးရမယ်။ဟိုဘိုင်းဟိုနည်းလေးလားလောက်မှကြာတော့သမီးစားနိုင်3လားလောက်မှနည်းနည်းတိတိုင်းလေးလား5လောက်ကြာသမီးစားနိုင်သူကအဲ့ရတယ်မှာပဲဘုံလဲနေတယ်။ကြာလို့ချင်းစီးတွေမတရားထိုးရတယ်။သမီးဆိုရင်လုံးဝမဝင်ဘူးရေးဆိုလည်းပြန်အန်တယ်။ 6လ9လရောက်တော့နည်းနည်းကြီးတာတော့လေထမင်းနည်းနည်းဖြည်းဖြည်းချင်းစားနိုင်လာတယ်နည်းနည်းပြန်ထူထောင်ဖြစ်လာတယ်အဲကျတော့ထမင်းကိုနည်းနည်းကြီးလာရင်လာ10လလောက်ရောက်တော့ဘိုက်ကြီးကိုမနေယူဟိုထမင်းကောင်ကတော့မပြီးတော့အဲ့လိုမျိုးစားရတော့ဒီထွာထားလို့ရှိရင်လူတယောက်ကိုဝိုင်းကူခိုင်းရတယ်နော်မွေးတဲ့အခါမှာဟိုအခက်အခဲရရှိတာတော့မင်းသမီးကပတ်စံဟိုဟိုဟာဖြစ်တာ ပတ်စံမရှိတော့ကလေးလေကျမရေမကောင်းမှအဲ့လိုမျိုးစိုးရိမ်တယ်ဒါပေမဲ့ဟိုမလည်းအလှရှင်တယောက်ပေါ်လာတော့အဲအဲ့ငွေဘွားစေးလာပေးသွားတာလာလှူသွားတာအဲ့ဟာလေးတပဲကလေးတွေငွေရတယ်ဟုတ်ဟုတ်ရှိရကလေးငွေပြီးတဲ့အချိန်ကြီးရှိသေးတယ်ကလေး2လ3လလောက်ထိရှိသေးတယ်နောက်ပိုင်းကျတော့မရှိတော့အဝါပညာလုံရင်းနဲ့ဟိုနေထွက်သွားရင်းနဲ့ပြန်မလာတော့တာဟုတ်ဆက်သွေးရတလားလောက်ကတော့ဆက်သွေးရသေးတယ်နောက်လာကြနောက်လာရကြတော့မရတော့ဘာမှတော့ ဟွာကလေးတော့နှမကိုတိုင်ပါဘူးမရှိတော့အရန်သက်ခဲခဲ့တယ်ဟိုတားလဲစိတ်ငြိမ်းရတယ်နောက်မှကျတော့အဝလေးနေပါဟိုလူအိမ်မှာလိုက်လျှော်လိုက်ဒီလူအိမ်မှာလိုက်လျှော်လိုက်နေအာတနေ့က6000 5000ရာနေရှိတယ်6000 8000ရာနေရှိတယ်အဟားလေးနဲ့ပဲကလေးနှမကိုတိုင်ပါဘူးတွေရအောင်ဟိုကလေးတွေကိုရအောင်ပေါ့ဟိုစားဖို့လည်းလုပ်ခဲ့ရတာပေါ့ဟုတ်ခါလေးကြိုင်နဲ့လောက်အောင်သုံးရတယ်တခါကြိုင်နဲ့ကလေးရဒူတားဆွဲခါကြိုင်မလောက်လို့ရှိရင်အရင်ရှိတဲ့ဟွာဟိုစားလေးတွေ ပထမင်းပေါင်းလေးတွေအဲ့လိုမျိုးသွားသွားပေါင်းပြီးတော့ကလေးနုံမုတ်ဖို့ထိုက်ပါဖို့လုပ်ခဲ့ရတာပေါ့စင်မျိုးသားကမနမ300ယောက်ပဲရှိရမနမ300ကျတော့နှစ်အောက်ကအဆင်မပြေဘူးကိုလည်းအဆင်မပြေတော့သူလည်းအဆင်ပြေတဲ့ခါကျရင်ကိုယ်နည်းနည်းပဲကြည်ပါတယ်အဆင်မပြေတဲ့ခါကျတော့လည်းဟိုဒီလိုပဲပေါ့ကိုယ့်အကူပဲဒါမှမဟုတ်တနေ့တာတနေ့ကြော်ကြော်ဖြတ်ဖြတ်တန်းခဲ့ရတာဟိုအဖေကတော့မရှိတော့ပါဘူးအဖေကတော့ဆုံးသွားရင်၄နှစ်ကျော်လောက်ရှိပြီအမေကတော့ငယ်လေးတည်းကမရှိဥစ္စာထားခဲ့ရပါဘူး အတော်နဲ့ပဲနေခဲ့ရတာအတော်နဲ့ပဲအတော်ကပဲပြုစုစောင့်ရှောက်လာတယ်ကျောင်းတက်လည်းအတော်ပဲထားပြီးတယ်။အာကြီးလာတဲ့ဒီပဲအာတီးလာတော့အတော်ကဆုံးသွားတယ်။အဲအတော်သမီးနဲ့လွိုင်းပြီးနေတယ်နေပြီးတော့အလုပ်ဆင်းတယ်ဆင်းလာနေပြီးတော့ယောက်ျားရှာသွားတယ်။ဟုတ်ဒါပေမဲ့သမီးမိပါသမီးကိုအဲ့လိုမျိုးထားခဲ့တယ်လို့သမီးတသမီးလေးတွေကိုသမီးအဲ့လိုမျိုးထားဖို့စိတ်ကူးလုံးဝမရှိပါဘူး။ထားလည်းမထားခဲ့ရနိုင်ဘူး။သမီးဝေးချော်တဲ့ခါကျလို့ရှိရင်ကလေးတွေကိုအိမ်ထဲမှာထားခဲ့ပြီးတော့ တော့တော့ပိတ်ခဲ့ပြီးတော့ပြန်มาတော့လျှော့တယ်ဟုတ်မြ мян လျှော့ပြီးတော့မြ мян တော့ပြန်လာတယ်တဲထဲမှာတခုဖြစ်มาလဲကြောက်တယ်ဟုတ်ချောသာလျှော့နေရစိတ်ကအိမ်မူရောက်တယ်မသမီးလေးတခုအများဖြစ်မလားဘာဖြစ်မလဲအပူတွေများလောင်ချမိမလားဟိုဘာလဲမီးတွေများအခုဖြစ်နေမလားအဲ့လိုမျိုးတွေးမိတာပေါ့အကုန်လုံးတွေးမိပြီးတော့လျှော့တဲ့ဟာမြ мян လျှော့ရှက်ပြီးတော့ပြန်လာတာပဲအိမ်ကိုစိတ်ပူပြီးတော့ဟုတ်အလူမင်းတို့ကအလူရှင်မရှိတော့တနေ့တာတနေ့ကိုကြောက်ဖြတ်ဖို့စိတ်ဆင်းရရတယ်အရန် လူချင်းလူချင်းရောက်ပြီးတော့တော့ဒီဥစားဆောက်နေလေးပြေလေသွားတယ်ကလေးတိုင်းပါဘုနှမဟုတ်ဘူးလေရသွားတယ်။ဒါပေမဲ့လူချင်းတွေလူတဲ့ပတ်စံလေးနဲ့ပေါ့လာပြီးလေးအထည်လေးတွေရောင်းနေအဲအဲကြားထဲမှာမှသမီးဝေးအဝေးကလေးကိုရရင်ရသလိုလိုက်လျှော်နေပါလေရှင်ဟုတ်။သမီးကကလေးကငယ်သေးတော့အလုပ်ကိုလုပ်လို့မရသေးပါဘူးရှင်ဟုတ်။ဒါပေမဲ့ကလေးကြီးတော့သမီးရအောင်လုပ်မှလုပ်ဟုတ်။ကလေးတွေကိုဟိုမှလည်း မဆိုင်ရမဆိုင်ရမမဲ့တောင်းမမဲ့ဘဝနေပြီးတော့အဲ့လိုမျိုးမမြင်ကြမှာကလေးကိုပြပြစုံရင်းနဲ့ထားကြမှာအင်းအရင်တော့နောင်ရင်အစီအမပြေတော့မပြေလေတော့ပေးခြင်းနဲ့ပြောငါပေးပြမယ်ဆိုပြီးတော့တွေးထားမိတယ်စီးပွားရေးကလည်းအဆင်ပြေတော့ဒါပေမဲ့အခုကတော့မပေးတော့ကလေးကိုပေးခြင်းလေးလည်းမရှိပါဘူးရအောင်မွေးမယ်မရှိရင်လည်းကိုယ်ကအငတ်ခံပြီးတော့ကလေးတွေကိုကျွေးမယ် ကြောင်းချင်းတာမွေးမယ်ကြီးသွားတယ်ဒီလိုမွေးမယ်ဟုတ်ဒါဆိုဒီကလေးတွေညီမလေးရှေ့ဆက်ပြီးတော့ဒါချင်းတန်သွားမှာပေါ့နော်ဟုတ်ရှင်သွားပါမယ်ဟုတ်သူတို့ကြီးတဲ့ခါကြီးလာတဲ့ခါကျတော့ရှင်ဒီမှာ၃ယောက်ကိုကြောင်းထားမယ်သူတမီးကအလုပ်ဆင်းမယ်ပေါ့အဲ့လိုမျိုးတော့တွေးထားတယ်အော်အခုလည်းရှိရစိတ်မချဘူးပေါ့ပြောလို့သူကမင်းကလေးပဲသူရငွေထားတော့အခုလည်းစိတ်မချဘူးကြီးရင်လည်းစိတ်မချဘူးလို့ပဲဖြစ်နေအခုတော့မှမကြီးသေးဘူးငယ်ငယ်လေးနဲ့ဟိုဟာနဲ့အလက်မလေးကနည်းနည်း ဟိုပါဖြစ်တယ်စွာတယ်အကြီးလေးရအေးတယ်ဟုတ်အကြီးလေးဘယ်ပူခမ်းရတော့ဟုတ်အကြီးလေးရပူခမ်းအဝင်းလျှောက်နေပြီဆိုတာတကားပိတ်ထားရင်អော်နေတယ်အကြီးလေးကိုတို့ကနှစ်ယောက်ကလုံနေဟောနေတဲ့တယ်ဟိုပါတယ်အငင်းလည်းអော်မူငင်းနေတယ်ခလေးအတန်တော့မကြားရတယ်လို့ပဲလူဖြစ်တယ်ဟုတ်ကျမကြီးကတော့ကောင်းပါတယ်ဒါပေမဲ့မိုးနည်းနည်းရွာလို့ရှိရင်ဟိုကကျုံးမှုကောင်းမှုထားတော့ရှိတယ်ဒါပေမဲ့ ညာဘက်ကြလို့ရှင်တော့ကလေးကစော့တဲ့ရွယ်ဆိုတော့ထထဆော်မအိရဘူးညာဘက်ကြရင်ထထအော်တာဘင်းသားလူရောအားနာတယ်အမေကလေးဆိုတော့ဘာမှပြောလို့မရဘူးဟုတ်ရှိတယ်ဘင်းသားလူကြီးကြတော့ကလေးချစ်တဲ့သူကြတော့လာပြီးထင်းဝိုင်းပြီးထင်းပြီးပါတယ်ဟုတ်ချစ်လို့ခေါ်ွားပြန်ပြီအဲ့လိုအဲ့လိုခါလေးကြလို့ရှင်လည်းဘယ်သူမှမလာဘူးကွာဟုတ်ပဲ ။သမီးနေလေးစားတော့မင်္ဂလာတော်မျိုးနဲ့တငန်းကျွန်းကြီးဖျားကြီးအောင်လီုံဖျားပတ်တရာဒုက္ခလမ်းမှာနေပါတယ်ရှင်။ဟုတ်သမီးရဲ့ဖုန်းနံပါတ်လေးကတော့39 90 39 85 83ဖြစ်ပါတယ်ရှင်။သမီးတို့လာလူပေးတဲ့လူရှင်လေးကိုကြီးညမနေဆက်ချမ်းသာနေပြောပါစေလို့အလုံးလေဒီကနေပဲကြောပါတယ်လို့ကျေးဇူးလေးအများကြီးတင်ပါတယ်လို့တမျိုးလှူပေးတဲ့အတွက်လို့ဟုတ်ပါ